င်္ဂလာပါကျွန်တော်တို့ CS ကွန်ပျူတာနဲ့ပြန်လည်ကြိုဆိုပါရစေအခုကျွန်တော်တို့ဒီကောက်သင်ခန်းစာမှာဘာကိုတွားမလဲဆိုကျွန်တော်တို့ statement တစ်ခုလုံးဆောင်ချက်တစ်ခုဒီမှာနော်ဒါဆိုရင် as do number နံပါတ်တစ်ခုကိုပေါင်းတယ်လက်ခံတယ်ထောက်ခိုင်းတယ်အဲဒီမှာဆိုလဲကျွန်တော်တို့ alas or statement နဲ့ဆက်ပြီးတော့လုပ်ခိုင်း statement တစ်ခုလုံးဆောင်ချက်တစ်ခု method တစ်ခုအဲ့ဒီဟာကိုကျွန်တော်တို့အကြိမ်ကြိမ်အလုံးလုံးစေချင်တယ်ကိုရက်လို့မပြောမချင်းအလုံးလုံးစေချင်တယ်ရှိရလေကျွန်တော်အပြင်မှာလည်းအကြိမ်ကြိမ်လုံးအောင်မရရှိရလေ ပရင်ထုတ်တယ်ဒီဒီမိတ်တူဆွဲတယ်ဒီတရွယ်ထဲကိုပဲမိတ်တူပနေရဆွဲရတယ်အကြင်ကြင်လောက်လာပြောင်း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 လည်းပါလောက်တာမိတ်တူဆွဲတယ်အရွယ်ပေါင်းများတာကွာလာဒီလောက်ဆောင်ချက်တစ်ခုတည်းပဲသူအကြင်ကြင်လောက်ပြီးတော့ resource လှည့်တယ်မိတ်တူဆွဲတန်းထွက်လာဟုတ်နော်အပြင်မိုင်းလဲလို့ပဲကွာ MP3 ပရိယာတွေမှာလဲလို့ပဲဒီချက်ချင်းတစ်ပုတ်ကိုပဲပက်လက်ရိုက်ပြီးတော့ play ချင်းတယ်ဟုတ်နော်ပက်လက်ရိုက်ပြီးတော့မလုပ်ချင်းတယ် play ချင်းတယ်ဒီချက်ချင်းတစ်ပုတ်ကိုအထက်ထက်လဲချင်းတယ်ဘာလုပ်လဲ loop program ရေးသုံးလုံးဆိုပါတော့ loop ောက်ထပ်အသုံးအနှုန်းတစ်ခု iteration idea နဲ့တရား iteration okay မလားဟုတ်မလား loop iteration အဲ့ဒီကိုအသုံးအနှုန်းကြည့်ကျွန်တော်တို့ရှင်းမှသင်ခဲ့ပြီးရတယ်နော် variable variable ကြောင်းကြောင်းသင်နေပြီးကျွန်တော်တို့ data type တွေသင်နေပြီးကျွန်တော်တို့ if statement condition အခြေအနေတွေသင်နေပြီးကျွန်တော်တို့ method တွေစုစည်းတယ်လို့သင်နေသင်နေတဲ့မှာအဲ့လို level ပြီး အလုပ်တစ်ခုကိုစက်တိုက်စက်တိုက် statement ကိုအမှန်တော့ဒီမတ်တက်ဒီမတ်တက်ကိုကျွန်တော်တို့ထက်ခါတခါလှုပ်စေခြင်းနဲ့ဆိုဒီမတ်တက်ကိုကျွန်တော်တို့ဘာလုပ်ရလဲထက်ခါတခါဘာလုပ်ရလဲခေါ်ပေးရတယ်။ကဲကျွန်တော်မခေါ်ခြင်းဘူး။ကဲအကျင်းတစ်ထောင်ခေါ်ခြင်းနဲ့ဆိုဒီကောင်ကိုကျွန်တော်အကျင်းတစ်ထောင်မှလုပ်အောင်လေ။ရိုက်ရမယ်။ရိုက်မှသူဒီအလုပ်ကိုခဏနှလုံးပေါင်းပေါင်းပြီးတော့ပြန်ပြန်ထွက်လာအကျင်းတစ်ထောင်။ Okay မယ်။အဲ့ဒီဟာကိုကျွန်တော်တို့ဝါကြတကြောင်းနေနေတည်ဆောက်လို့ရတယ်။အဲ့ဒါကို programming language မှာဘာလို့ခေါ်လဲဆိုရင် iteration ။ကဲ iteration လုပ်ဖို့အတွက်ပထမဆုံးတစ်ချက်စာမနော်။ဘာမှမကဘူး။ဒါကြဒီ statement ကိုကျွန်တော်ကြည့်မယ်။ ဒါဆိုတော့သင်ခဲ့တဲ့ if နဲ့လို့တယ် if နဲ့လို့တယ်ဆိုရင် a တန်ဖို့1ထားတာဟုတ်လားပြီးရင်တော့ a 30ထက်ငယ်တာရှင်းနေရပဲ a တန်ဖို့1ပါပြော30ထက်ငယ်နေမှာငယ်နေတာဖြစ်ရင်ဒီဟာကိုလုပ်ပါ run လိုက်မယ်ဟုတ်လား run လိုက်မယ် control channel run run ဆိုတာက browser နဲ့ဖွင့်လိုက်တာပါပဲဒါ interpreter language တင်မလို့အာ sorry ကျွန်တော်ဟို web file ကိုသွားတော့တယ် sorry sorry legion file မှာနေအဲ exercise 9 right click နဲ့ ဖွင့်လိုက်တာ open ဟုတ် this space is one ဟုတ်တယ်လေ130တက်ငယ်တော့တခါပဲလောက်သွားကဲကျွန်တော်ဒီလောက်ဆောင်ချက်ကိုဟုတ်ပြီနော်ဒါပိတ်လိုက်အောင်ကျွန်တော်နမူနာပြတဲ့ file တွေပိတ်လိုက်အောင်ဒီလောက်ဆောင်ချက်ကိုတင်ကျွန်တော်ဆယ်ကလောက်ချင်ပြောလေ30 30ကလောက်လောက်ချင်အဲ့ဒါဆိုဘာလုပ်မလဲ why w h i n e why keyword ထပ်လို့လာရင်နော်ဘာ keyword တော့ why keyword programming မှာဆိုရင် every programming language ဘာလို့တုံးလဲ why loop why ဆိုတဲ့အဓိပ္ပာယ်လူတွေကြောင့်လို့ပါစင်တွင်လေဒါပဲဆိုတော့ကျွန်တော်တို့အင်္ဂလိပ် grammar တော့မှာ why i go to school အကြောင်းသားနေအကြောင်းသားနေတယ်မှာဘာဖြစ်တယ်ဟမ် why နဲ့ one နဲ့လည်း why ဖြစ်နေမှာနော်ဒါ why ကို why 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 ဘာလို့နေစဉ်အတွင်းဒါအဲ့ဆိုဒီမှာကြည့်တဲ့အဓိပ္ပာယ်အကြောင်းသားရယ်နော် if mode တော့နော်ဘာဖြစ်တာလဲအဓိပ္ပာယ်အကြောင်းသားပြီးအဲဖွဲ့စည်းတည်ဆောက်ပုံတူတူပဲ present thesis တဲ့မှာဘာထည့်မလဲ condition ထည့်မယ်ပြီးရင်တော့ calibrate နဲ့ပိတ်ဒါပဲဟုတ်လားဘာမှမကောင်းတော့ why နဲ့ if နဲ့မှာ why နဲ့ပြောင်းလိုက်တာနဲ့အဓိပ္ပာယ်ပြောင်းသွားပြီ a ဟာ30ထက် ငင်းနေသေးသရွေ LSA ကဲဒါကြီးကျတော့တွား run ကြီးမယ်ဇက်တိုက်ထွက်တယ်ဘာဖြစ်လို့လဲ AI တစ်စက်ငင်းနေတယ်ဆိုတာအများနဲ့မှန်နေရလေကြီးလာနေတာအကြောင်းလည်းမရှိဘူးကဲတော့ဟာ control structure နေပြီ point ပြောင်းပြီ control structure နေပြီ container ကိုပြန် run ပြီအာ replay လုပ်လိုက်တော့ပါမယ် replay လုပ်လိုက်မယ် audit ပေးအောင်အပေးအောင်ပေးအောင်ပေးအောင်နောက်တစ်ချက်နောက်တစ်ချက်နောက်တစ်ချက်မပြီးတော့ဘူး AI ဘာလဲတစ်စက်တည်းငင်းနေတာဟုတ်အဲ့ကြ infinite loop ဒါဒါဟိုဘောက်ဆာနဲ့မလို့တော့ဒါပုံမှန်ဟွာဆိုရင်မပြီးတော့ဘူးပုံမှန်တော့ဟိုဟာကွန်ဆိုးနဲ့ပြမယ်ဆိုရင် command pro အနေနဲ့ဘိုင်းနဲ့ပြမယ်ဆိုမပြီးတော့ဇက်တိုက်ကြတာဒါပိတ်လိုက်တော့ဒီလိုပိတ်လဲမှဒီကောင်ပွဲပြတ်သွားတယ်ဟုတ်မလား interpreter ကိုပိတ်လိုက်မှဘာဖြစ်မလဲအလုံးမလုံးတော့ကတိချင်းနေလဲကျွန်တော်တို့မှန်သွားပြီဟာလောလုံးဝညတကူကိုထက်ထက်လှုပ်ချင်နေဆိုတော့လူသုံးရမယ်ဆိုတာမှန်သွားပြီဒီထဲမှာနမူနာနဲ့ဘာလူကိုပြတယ်ဝိုင်းလူကိုပြလိုက်တယ်ဆိုတော့လေစင်ပြေသွားပြီလှုပ်သွားပြီထက်ထက်လှုပ်တယ်ဒါပေမဲ့မရက်ဘူးရက်ချင်နေဆိုကျွန်တော်တို့က break တွေပေးရမယ် โอเคมั้ยเนาะ brace တို့အဲ return တို့အကြိုက်တဲ့ပုံစံလုပ်လို့ရတယ်အဲ return နဲ့ brake တွေကခဏထားပါအောင် return နဲ့ brake ကရှေ့မှာတွေ့ကြရင်နော် switch မှာကျွန်တော်တို့ brake ကိုတွေ့ကြတယ်အဲ method တင်တဲ့ချိန်မှာ return ကိုတွေ့ကြတယ်ဒိဗယ်လေးနောက်တစ်မျိုးရှိတယ်အဲ့ဒါကဘေးဘယ်တာလဲခုကျွန်တော်ဒီဘက်ကြီး ear တစ်ဆက်တစ်ငင်းနေသေးတယ် ear ပါပြီမှာကျွန်တော်ဟုတ်လား loop မှာကျွန်တော်တို့ကကန့်တစ်ချက်လေးတော့ထားကဲ ear ကိုကျွန်တော်ဒီနေရာမှာ a plus plus a ကျွန်တော်တို့ဘာလို့လဲတစ်တိုးလိုက်ဟုတ်လား ear တစ်ဆက်တစ်ငင်းနေသေးတယ် a ကိုလည်းထုတ်မယ်ထုတ်ပြီးတော့ a ကို plus plus တစ်တိုးမယ် ဟုတ်လား AOD တို့ရဲ့ချိန်မှကြည့်သူ့ရဲ့ level ပုံကြည့်မယ်နော်ပထမတစ်ခါလာတယ်အာ AA demo 1ဟုတ်တယ်ဆက်လိုက်တယ်ဟာ A demo ဒီမှာအာ130တက်ငယ်တယ်မှန်တယ် left A A ကိုထုတ်မယ်1ဆိုပြီးထုတ်ထုတ်ပြီးတော့နောက်တစ်ခု A ကိုဘာလုပ်လဲတက်တိုးလိုက်မယ်အဲ့ဆို A demo ကြီး1ဟုတ်တယ်မဟုတ်တော့တက်တိုးတော့2ဖြစ် ထပ်ပတ်တယ် A demo 2ဖြစ်သွားပြီဟာကြည့်မယ်ဟာဟာတစ်သေးတက်ငယ်နေသေးရပဲထပ်သွားမယ်ထုတ်တယ် A demo ဘလောက်တော့2နောက်တစ်ခုဖြတ်တက်တိုးတယ်2ကိုတက်တိုးတော့ဘလောက်တော့3 A demo 3ဖြစ်သွားတယ်အစင်တိုင်းသွားစင်သွားတကြောင်းသွားတကြောင်းသွားတကြောင်းသွား အပြန်လဲ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 မှန်နေသေးသေးဆဲကပြန်လဲမယ်လဲပြီးတော့ဆဲကပြည့်သွားရင်သူလုံးဆက်ရှိတဲ့ကုတ်တွေရှိသေးဆိုအောက်ကိုဆက်သွားမယ်မရှိသေးရင်တော့သူရက်သွားမယ်ဒီကာလီဘရက်အတွင်းမှာလုံးဆက်ကုံသွားပြီးတော့ဒီကာလီဘရက်ကိုဘာလို့မလဲကြော်သွားမယ်ကုတ်တွေစုထားတာကိုပြောတော့နော်โอเคအဲ့ဒီပုံစံသွားကြည့်မယ် run ကြည့်မယ် control s channel right click နဲ့ right click နဲ့ google chrome နဲ့ဖွင့် oh 1 2 3 4 5 6 7 H 9 tan all တို့တူရက်ဘာဖြစ်လဲလူပင်အခြေအနေကုန်ပြီးသွားတယ်လေပြပေးထားတဲ့လူပင်အခြေအနေကုန်ပြီးသားဒါကိုကျွန်တော်တို့ programming လမ်းကိုကျွန်တော်ပြောလိုက်ခေါ်လိုက်လုံဆောင်ချက်တစ်ခုကိုအထက်တက်လုပ်စေခြင်းနေဆိုရင်ဘာလို့ iteration iteration ဖြစ်ဖို့အတွက်ပထမဆုံး if နေရာဘာလဲပြောင်းလိုက် while လို့ပြောင်းလိုက်မယ်အဲ့ဒါကိုဘာလို့ခေါ်လဲ while looping လို့ခေါ်တယ်တခြား loop တွေလည်းရှိပြပြဘလို့လဲမှလဲဘလို့နီးစနစ်နဲ့လဲမှလဲ while ရတော့ဟုတ်တယ်စနစ်ပြင်းနေတဲ့ဒီအခြေအနေလေးနောက်တော့ဘလို့ချင်းနေတဲ့ဘလို့လဲလို့ရတယ်လေကြည်ကြပါဗျာ okay thank you ဗျာ